British အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါရှင် British တွေခုနောက်တင်ဆက်ပေးမယ့်သတင်းကြောင်းတွေကတော့ Tim Sommenter ဟင်းဝင်ရဲ့အစင်မကောင်းစရာသတင်းတွေပဲဖြစ်ပါတယ်မင်္ဂလာပါ British တွေ Tim Sommenter ဟင်းဝင်လို့ပြောလို့ရှိရင်တော့မသိတဲ့သူမရှိပါဘူးနော် ဒေဝဆောင်မေတ္တာဟင်းဝေဟာဆိုလို့ရှိရင်တော့ပြီးခဲ့တဲ့လပိုင်းတွင်မှာပဲဒေဝဆောင်အကယ်ဒမီမီနီမီကြီးစိုးပြည့်တဲ့စင်းနဲ့လက်ထက်ထင်ရှားထားတာဖြစ်ပါတယ်။သူတို့နေရာဟာရက်ကိုလိုက်ဖက်လွှမ်းပြီးဗြိတိရဲ့ချစ်ခင်အောင်ပေးမှုကိုရရှိပိုင်ဆိုင်ထားခဲ့တဲ့ကြားတဲ့သူတွေဖြစ်ပါတယ်။ကြာရဇယုံမအကောင်းဆုံးပြည်ပြင်းစွာတေဆောင်းနိုင်တဲ့သူတို့နေရာကိုဗြိတိတွေကအားပေးချစ်ခင်နေခဲ့ကြတဲ့ဖြစ်ပါတယ်။ဒါပေမဲ့လည်းခုတစ်ခါမှာတော့ဟေးဝေဟာ သူရဲ့သူဖြစ်တဲ့သူဝရံပြည့်ရဲ့လောက်ရက်ကြောင့်အဆက်ွက်နေရပြီလို့သိရပါတယ်။သူဖြစ်တဲ့သူ DJ Aura ကတော့မင်းသားပိုင်အုပ်စုအောင်တို့နဲ့ပေါင်းပြီးကလပ်တစ်ခုမှအုပ်စုဖွဲ့အနိုင်ကျင့်မှုတွေကြောင့်တရားဥပဒေနဲ့ရင်ဆိုင်နေရတော့မှလို့သိရပါတယ်။ လူငယ်သူရဲ့မျက်နှာကိုဖမ်းပလင်းကွယ်နဲ့လီးဖြတ်ခဲ့ပြီးတရုတ်ဆောင်ပိုင်းအုပ်စိုးအောင်နဲ့ DJ Aura တို့ထွက်ပြေးသိမ်းရှောင်နေတယ်လို့သိရှိရပါတယ်။အဆိုပါကိစ္စနဲ့ပတ်သက်ပြီးတော့တက်တစ်ဆောင်မင်းသားပိုင်းအုပ်စိုးအောင်နဲ့မကြမ်းမီးကပြစ်လုခဲ့တဲ့ Wada Zorins EDM Festival ကြီးမှာဝင်ရောက်ဖျော်ဖြေခဲ့တဲ့ DJ Aura အပေါင်းပါတွေဟာအပြစ်မဲ့လူငယ်တယောက်အားလက်နဲ့ဖြင့်ထိုးနဲ့ရန်ကားမှုဖြစ်စဉ်မှာ ရန်ကုန်မြို့လေကောင်းကနမဲကြီးလူငယ်တွေအကြားမှာအထင်ကရဖြစ်နေတဲ့ဒီအက်တစ်မှာမိသားပိုင်းအုပ်စုအောင်တဲ့ DJ Aura တို့အပါအဝင်တင်းရသနာစုဝေယံဖြိုးတို့အုပ်စုကနေအကြောင်းမဲ့ထုံးနဲ့ရန်ကားပြီးထုံးမြတ်မကပဲအကြောင်းမဲ့နင်နာခဲ့ရတဲ့လူငယ်အားဖန်ပလင်းကွဲဖြင့်မျက်နှာကိုပါရုပ်စုအကျဉ်းတန်အောင်လှီးဖြတ်ခဲ့တယ်လို့ဆိုချပါဗျာ တက်တဲ့အခမ်းအနုပြင်နှစ်နာသူဖက်ကနေတရားဥပဒေအရလာရောက်ဖြည့်ရှင်ရန်စစ်ကောဝရန်ထုတ်ထားတော်လည်းပဲလာရောက်ဖြည့်ရှင်ခဲ့ခြင်းမရှိဘဲထွက်ပြေးသိမ်းရှောင်နေဆက်ဖြစ်သည်ဟုသိရှိရပါသည်ပရိတ်တွေကတော့ထိခိုက်နှစ်နာခဲ့ရတဲ့ကောင်းတဲ့အပေါ်မှာများစွာသနာတညာနေခဲ့ကြရလည်းဖြစ်ပါရယ်လက်ရှိအမှုကြီးနေတဲ့ဒီအမှုဟာဆိုလို့ရှိရင် ဟေးဝင်ရဲ့တူလေးဖြစ်သူ DJ Aura ကတော့ထွက်ပြေးသိမ်းရှောင်းနေကြောင်းလည်းသိရှိရပါတယ်။ဒါကြောင့်လက်ရှိနမည်ကြီးနေတဲ့အမှုဖြစ်ပြီးသိမ်းရှောင်းနေရတဲ့ DJ Aura ဆိုတာမင်းသားကြီးဟေးဝင်ရဲ့တူအရင်လို့သိရပါတယ်။ဘလောက်ပဲရှာရှာမလွတ်တာမို့ထပ်ပြီးဖြည့်ရှင်းတဲ့နဲ့ဆိုပြီးပရိတ်တွေကပြောဆိုနေခဲ့ကြတယ်ပြပါရယ်